18နှစ်လောက်ရင်းနှီးလာရတဲ့ဟာတွေကိုသူတို့ကလွယ်လွယ်ကူကူလေးလက်ညှိုးလေးတစ်ချက်ကိုးပြီးတော့ပြစ်လိုက်တာနဲ့ဒီကလေးတေသွားတာလေ။ ားလုံးပဲမင်္ဂလာပါပြည်သူစစ်သားဇနီးများရဲ့စကားသံအစီအစဉ်နေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီတစ်ပတ်မှာတော့ကျမတို့ဖိတ်ကြားထားတဲ့ဆရာမကြီးကတော့အာ2021ပေါ့နော် February 6ရက်အဲဒီ CDM ဝန်ထမ်းတွေအကုန်လုံး CDM လုပ်တဲ့အချိန်ကနေစပြီးတော့ဒီကနေ့2025ခုနှစ်အထိအဲတက်ကြန့်ခံပြီးတော့ပေါ့နော် CDM မာပါဝင်ထားတဲ့အာသူရဲကောင်းဆရာမကြီးပဲဖြစ်တယ်ဗောနော်ဆရာမဟာဆိုလို့ရှိရင်အာအလဲတန်းပြဆရာမတူဦးဖြစ်တယ်လောတအားဖြင့်လည်း28နှစ်တောင်ရှိခဲ့တဲ့အာဆရာမတူဦးဖြစ်တယ်ဗောနော်ဆရာမရင်ဒီနေ့တွေ့ဆုံရတာဝမ်းသာပါတယ်ဟုတ်ကဲ့ရှင်ကျမကလည်းဝမ်းသာပါတယ်ရှင်ဆရာမနာမည်လေးကိုမိတ်ဆက်ပေးပါဦး ဟုတ်ကဲ့ပါရှင်ကျွန်မနာမည်ဆီဒုံသန်းသန်းနုပါရှင်။အော်ဆီမဒုံသန်းနုเนาะဟုတ်။အဲဆီမကိုလေပထမဆုံးပြီးချင်တာကြတော့ပေါ့เนาะကျွန်မတို့အဲကျွန်မတို့ကလည်းဟိုပြည်သူလူထုဒေယာတက်ရောက်ပဲဖြစ်တယ်ပေါ့เนาะ။ဆက်ခါမှာ CDM ဝန်ထမ်းတွေကို CDM ဝင်ဖို့လှုံ့ဆော်ရတဲ့မှာကျွန်မတို့လည်းပါတယ်ပေါ့เนาะ။ဟာသူတို့တွေ CDM ဝင်ကောင်းပါပဲ။ကျွန်မအမျိုးသားကိုယ်တိုင်ကလည်းဝန်ထမ်းဖြစ်တယ်။ကျွန်မတို့ CDM မှာအရင်ပါဝင်စေချင်တာပေါ့เนาะ။အဲအဲ့လိုမျိုးကြတော့ဒီပြည်သူလူထုရဲ့ဆန္ဒအဲ့အချိန်တုန်းကဒီ CDM ဝန်ထမ်းတွေအကုန်လုံးဒါ CDM မှာပါဝင်လိုက် က်ရင်ဒီအစိုးရရန်နေရာကြီးရက်သွားမယ်အာဏာရှင်ပြုတ်ကြမယ်ဆိုပြီးတော့ဟိုတတ်မှတ်ခဲ့ကြရယ်ပေါ့နော်ဆိုတော့ CDM ဝန်ထမ်းတွေကလည်းတကယ်ကို CDM ဝင်ဝင်ပြီးခဲ့ကြရတဲ့သူတွေအများကြီးရှိရယ်ပေါ့နော်ဆိုတော့ဆီယမားလည်းတူအပါဝင်ဖြစ်တယ်ဆိုတော့လေဟိုဆီယမားကဘာကြောင့်ဒီ CDM movement မှာပါဝင်ခဲ့ရလဲဆိုတော့အရင်ဆုံးပြောပြပေးပါလားဟုတ်ကဲ့ကျမကတော့မပြောမယ်မတရားဘူးထင်လို့တိုင်းပြည်ငြိမ်းချမ်း တာယာနေတဲ့အချိန်မှာဒီလိုကြီးလှုပ်လိုက်တဲ့အတွက်ကျွန်မမတရားဘူးထင်တာကျွန်မတယောက်တည်း CDN လောက်တာမဟုတ်ဘဲနဲ့ကျွန်မကျွန်မအမျိုးသားဟောငါသာဆိုနေနေမှာဆိုငါလည်းငါရုံးမတက်တော့ဘူးလို့အဲ့လိုကိုပြောခဲ့တဲ့အတွက်မျိုးသားကလည်းဟုတ်တယ်သူလည်းမသွားဘူးလို့ပြောတယ်ကျွန်မကိုယ်တိုင်ရောကျွန်မအမျိုးသားကိုယ်တိုင်ရောအဲ့ရှင်းနေတယ်ဟာ2021 February ရှိရနေတယ်ကစပြီးတော့ CDN လောက်ခဲ့ကြတာပေါ့။ဒါကတော့နေပြီးတော့နေပြီးတော့ရုံးချုပ်ကပေါ့။နေပြီးတော့ရုံးချုပ်ကသူအားဆိုရင် လက်ညွန်တယောက်ပါသူ့ယုံမှာလဲသူတို့ជីជីပိုင်းနေမှာလုံးတဲ့လူမရှိကြဘူးပေါ့သူတယောက်ပဲလက်ညွန်နေမှာသူတယောက်ပဲရှိတယ်ပေါ့ဂျန်တဲ့လူတွေကတော့မလုံးနိုင်ကြဘူးပေါ့လေမိသားစုရှိလို့လည်းဖြစ်ခြင်းဖြစ်မှာပေါ့နော်ကျမတို့နှစ်ယောက်စလုံးကတော့ခံယူချက်လည်းပြင်းတဲ့အတွက်ကြောင့်မလို့နှစ်ယောက်စလုံးအတူတူစီရင်လုပ်ခဲ့ကြပါတယ်နေအောင်စလုံးစိတ်တူကိုယ်တူနဲ့လုပ်ခဲ့တယ်ကျမတို့တွေအခုမဲလိန်လို့ဆိုပြီးတော့အာနာသိန်းနေပေါ့မဲလိန်လို့ဆိုပြီးအာနာသိန်းတော့ကျမ လက်ထောက်မဲရုံမူလောက်ခဲ့တာပါပေါ့။အဲဒီချိန်မှာမဲသွားအပ်တော့လေကျမတို့တွေလက်ထိလက်ရောက်အကုန်အပ်ရတာပါပေါ့။ဂျားထဲမှာဘာဟာချက်မှမရှိဘူး။ကျမတို့မဲစစ်တာလဲကျမတို့မဲရုံမူနဲ့ကျမတို့လက်ထောက်မဲရုံမူနဲ့အောက်ကအဖွဲသားတွေနဲ့နော်အကုန်စစ်ကြတာ။ဒါပေမဲ့မဲအပ်သွားမဲအပ်သွားတော့လေဒီမဲရုံမူနဲ့လက်ထောက်မဲရုံမူနဲ့အဓိကပပြီးတော့သွားအပ်ရတာ။အဲ့ဒီအချိန်မှာ ဘယ်ကမှကွာဟမှုမရှိပဲမဲလိန်နေဆိုတဲ့ဥစ္စာကြီးကြတော့ကျမတို့ဆီယမတွေကလိန်နေတာလားပေါ့သူပြောနေတာဆီယမတွေကိုအပြစ်ချတယ်လို့ဖြစ်သွားတယ်လှုပ်လဲလှုပ်ပြရသေးတယ်ကျမတို့ဟိုစကားအရက်စကားနဲ့ပြောရင်အကောင်းလဲအပြုံးမခံရအောင်ဆိုတာဖြစ်သွားတယ်ပေါ့နော်အဲ့ဒါကြီးကတော့တော်တော်စိတ်တူဖို့ကောင်းတယ်နောက်ဘာဖြစ်လဲဆိုတော့သူတို့တွေကအခုမဲယုံစောင့်စောင့်ဆိုတာကျမတို့မနဲ့မိုးမလင်းငင်ထပြီးတော့မဲယုံစီကိုရောက်အောင်သွားကြတယ် ေမန်းနေခံပြောမိုး၁၂နာရီလောက်မှကျွန်တော်တို့မဲအပ်ပြီးတာအဲ့ဒီအချိန်မှာပြန်ရတာအိမ်ကိုစားရတော့ဘယ်လိုပြောမလဲအကုန်အကုန်ချိုးချံပြီးတော့နေကြတာပေါ့ဒီလောက်ကြီးလှုပ်ပြီးထားတာတော့ကျွန်တော်တို့မဲလိန်လို့ဆိုတဲ့ဇာတ်ကြီးကတော့တော်တော်ဆိုးတယ်ပေါ့နော်နောက်ပြီးတော့ကျွန်မအခုစီဒီယန်လောက်ရတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ပညာကျွန်မပညာရေးဌာနဆိုတော့ကျွန်တော်တို့ခလေးတွေ ကလေးတွေကိုအရင်တော့ဆိုရင်ကြောင်းလာအပ်ဆိုဆရာမကပတ်စံမရှိသေးလို့ကြောင်းလာမအပ်တာဒေါန်စန်းစုကြည်လက်ထက်ကြတော့ကလေးတွေဟဲ့သားတို့ကြောင်းလာအပ်လေလို့ပြောရင်ဆရာမပတ်စံမရှိသေးလို့ဆိုရင်ကျမတို့ကမေးလိုက်တယ်ဟဲ့ဘာမှမကျမတို့ကပြောလိုက်တယ်ဘာမှမပေးရဘူးလေကြောင်းလာတက်ရုံမဲအပ်ရုံမဲလာအပ်မင်းတို့အကုန်အလကား free ပေးထားတာတွေပဲဘာမှမပေးရဘူးဆိုတော့ကျမတို့ကလေးတွေကျမတို့စာသင်ခန်းထဲရောက်လာတာအရန်ပြောတယ်ဒီမို့ဆိုကလေးတွေမှာ မိဘတွေကမပြေလည်ရတဲ့ကြားတယ်။ကျောင်းကမအပ်နိုင်ရင်ကလေးတွေကလမ်းဘေးမှာမျိုးစုံအလုံမျိုးစုံလှုပ်ရှားတယ်။အလုံမျိုးစုံလှုပ်ရှားတဲ့အပြင်အလုံမျိုးစုံလှုပ်ရှားရင်တော်သေးတယ်။တချို့ဆိုရင်ပျက်စီးသွားတာကလေးတွေအများကြီးပဲ။တွေ့ရရင်ကျင်းနေမကောင်း။တချို့ကလေးများဆိုစိုက်ကားနေနေတာတွေ့ရင်ကျမစိုက်ကားပေါ်တက်လေးဆိုရင်စိတ်ထဲမှာ တော်တော်လေးကိုမကောင်းတာမျက်ရည်တောင်ကျချင်တယ်။အော်သူတို့မိဘမတတ်နိုင်တော့လို့သူတို့ကြောင်းထွက်ပြီးစိုက်ကားနေရတဲ့အဖြစ်ရောက်သွားတာပါလားဆိုတာ။ အဲ့တော့ကျမတို့နိုင်ငံမှာပညာသာသင်ခန်းထဲကိုကလေးတွေရောက်လာတဲ့အခါမှာဘာပဲပြောပြောအသိပညာတွေအတတ်ပညာတွေသူတို့မှာကျွယ်ဝလာတဲ့အတွက်သူတို့မကောင်းမှုတွေမလုပ်တော့ဘူးအတတ်ပညာတွေတက်လာတဲ့အတွက်ဒီနိုင်ငံရဲ့ကလေးတွေအနာဂတ်ပေါ့နော်ဒီနိုင်ငံအနာဂတ်အတွက်ဟိုဟာဖြစ်တဲ့ကျေပွန့်ကလေးလေးတွေပေါ့အဲ့ဒါလေးတွေပျက်စီးသွားတာကိုကျမ မခံနိုင်တဲ့အတွက်ကြောင့်မို့လို့ဒီလိုလောက်တာပါတော့နော်အဲ့ဆိုလေဆရာမဆရာမကလိုတက်လဲ session နဲ့ရှိရဲ့ဆရာမကြီးတယောက်ဖြစ်တယ်ပေါ့နော်အဲပြီးတော့ဒီចောင်းသားတွေစိုက်ကန်းနေတော့မှဆရာမစိတ်ထဲမှာမကောင်းပေါ့နော်ဆိုဒီចောင်းသားရွယ်လူငယ်တွေကိုမတရားတက်ဖြတ်ညှဉ်းဆဲနေတဲ့ဒီမင်းအောင်လိုင်းပေါ့နော်အဲနောက်တစ်ခါကျတော့အခုဆိုရင်စစ်မှုမထမ်းမနေရဆိုပြီးလူငယ်တွေရတခြားနိုင်ငံတွေကိုထွက်ပြေးတိမ်းရှောင်ရတယ်ပေါ့နော်ဆိုတော့ဒီလူငယ်တွေရဲ့ဥယျာဉ်မှုဖြစ်တဲ့ဆီယမားတို့ ဒီအခုမင်းရောက်လိုက်လို့လွယ်လို့ရက်ဒီပေါ့ဘာပြောချင်လဲမသိဘူးအဲအဲ့ဒါတော့လေကျမမန်လေးကဆရာဝန်လေးတယောက်ဟုတ်မိဘအမေပဲရှိတော့တယ်အဖေမရှိတော့အမေကလည်းသူ့ကို အားကိုးနေရတယ်အချိန်မှာ သူ့သားလေးဆုံးသွားဒီလိုအသက်ခံလိုက်ရတယ်ဆိုတော့ကျမသားသမီးဆိုရင်ဆိုတဲ့အတွေးနဲ့တောင်မှ ကျွန်တော်တော်တော်လေးကိုဒေါသတွေ့တာဟိုအမေဆိုရင်ပိုခံစားရမှာပေါ့ဘာလို့လဲဆိုသူ့သားလေးဒီဆရာဝန်တယောက်ဖြစ်ဖို့အတွက်မိဘတွေမှာရင်းနှီးလာတဲ့အရင်းနှီးတွေအများကြီးပဲခလေးတွေမှာလည်း9နှစ်ကနေစပြီးတော့ဒီဆရာဝန်ဖြစ်ဖို့အတွက်နှစ်ပေါင်း15 18နှစ်ပေါ့နော်10ရန်းအထိတက်လာမယ်နောက်ထပ်ဆရာဝန်က9နှစ်ဆိုတော့စကောနနဲ့လောက်ရင်းနှီးလာရတဲ့ဟာတွေကိုသူတို့ကလွယ်လွယ်ကူကူလေးလက်ညှိုးလေးတစ်ချက်ကိုေးပြီးတော့ပြစ်လိုက်တာ ਨੇ ဒီကလေးတေသွားတာလေအဲ့ဒီအတွက်သူ့မိခင်နေရာမှာကျမ ဝင်ပြီးတော့ခံစားကြည့်တယ်တော်တော်လေးကိုသူ့အတွက်ကိုခံစားရမှာပဲလို့ဆုံးရှုံးမှုရအများကြီးပဲလေနည်းနည်းလေးမဟုတ်ဘူးနောက်ဆက်ရအောင်ဟုတ်တယ်เนาะကြံတဲ့ဟာတွေကတော့ဘယ်လိုပြောရမလဲသူတို့ကလေးတွေကိုအဲ့လိုပြစ်လိုက်ပြီးဆိုလို့တည်သွားပြီလို့ပြောတာနဲ့တောင်ကျမအရင်ထဲမှာတော်တော်လေးခံစားဟာကလေးတွေဖမ်းသွားပြီတည်တာကိုပြောနေဖမ်းသွားပြီဆိုတာတောင်မှပဲ အဲ့မိဘနေရာနေခန်းစားကြည့်ငါသားလေးဘယ်လိုဖြစ်မလဲငါသမီးလေးဘယ်လိုဖြစ်မလဲဆိုတော့အတွင်းနဲ့တောင်ကျမတော်တော်လေးကိုဒေါသထွက်တယ်ပေါ့နော်ဘာဖြစ်လို့ကလေးတွေကိုနှိမ့်ဆက်နေတာလဲပေါ့နော်ဘာဖြစ်လို့အဲ့လောက်အာဏာယူတာလဲပေါ့အဲ့လိုလေးပဲပြောကျင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုပြည်သူကလက်မခံရင်မလုပ်နဲ့ပေါ့နော်ကျမတို့ပြည်သူတွေကသူ့အိမ်မှာလက်မခံတာကျမမျိုးစုံကြုံခဲ့ပါတယ်ကျမ88တုံးသွားဆိုရင်ကျမနောက်ဆုံးနဲ့တက်နေတာကျမအကြောင်းထဲမှာ တကားပိတ်ခံခဲ့ရတယ်။ဒါမှကျွန်မတို့လွတ်အောင်ထွက်လာနိုင်တဲ့အတွက်တော့ဟိုလွတ်မြောက်သွားပါဘူးเนาะ။ဒါပေမဲ့နောက်ရွှေဘာအောင်ရေးခင်းကြတော့ကျွန်မចောင်းဆရာမဖြစ်ပြီးအဲ့အချိန်မှာဆရာမတွေចောင်းလာမတဲ့ရင်ဒီဟာပုံကန်သူနဲ့အတူတူပဲဆိုပြီးចောင်းကိုလမ်းလျှောက်ပြီးတော့ကျွန်မတို့ចောင်းကိုလမ်းလျှောက်ပြီးတော့ကားက3ဆင်းလောက်စီးရတဲ့နေရာကိုလမ်းလျှောက်ပြီးရောက်အောင်သွားခဲ့တယ်။ကိုပိုင်ကားလေးတွေဗာလေးတွေကခေါ်တင်ပြီးဆရာမတို့ကားပေါ်တဲ့ဗေနာတီရောက်မယ်ဆိုလို့ကျွန်မတို့အဲ့လိုသွားခဲ့ရတယ်။ဘာလို့လဲဆိုတော့ ိုက်တုံးကတော့မိဘတွေလည်းရှိသေးတဲ့အတွက်မိဘတွေကိုမဲညာပြီးတော့ကျမထားတွေဟိုမှဖြစ်ဘူးအခုဒီတကားတော့ဒါ၃ချိန်မြောက်မှာကျမတော်တော်လေးမခံနိုင်တော့ဘောဒါကြီးကိုသူ့ရဲ့မတရားမှုတွေသူတို့ရဲ့စစ်အာဏာရှင်ရဲ့မတရားမှုတွေကျမတို့ငငယ်တွေကဒီဟာတွေခံစားခဲ့ရတာဆိုတော့နော်ကျမဘာလို့လဲဆိုငါးနှစ်၃နှစ်၄နှစ်အရွယ်လောက်မှာတခါကျမတို့အမတွေဥတ္တအရေးအခင်းတော့ကလည်းကျမကြုံမှုတယ်ဒါမျိုးတွေမြင်မှုတယ် ဲ့တော့ဒါမျိုးတွေမြင်လာရင်မြင်လာရင်များလာရင်မခံကျင်စိတ်တွေကများလာတယ်ဘာဖြစ်လို့ပြည်သူကိုနှိပ်စက်ရတာလဲဘာဖြစ်လို့ပြည်သူကိုတတ်ရတာလဲနောက်ပြီးတော့အခုဆိုရင်စမှုမထမ်းမနေရအလုပ်တွေလှုပ်လာတယ်ခလေးတွေသူတို့ဖိုင်သူတို့သူတို့အလုပ်ကလေးတွေနဲ့သူတို့เนาะသူတို့မိဘတွေနဲ့သူတို့အေးအေးဆေးဆေးနေနေတယ်အမှန်မှန်တော့ဟိုကျမတို့အရက်စကားနဲ့ပြောရင်အိမ်ကျက်ချင်းအိုးမဲတော့အိုးမဲတော့ကြတာပေါ့เนาะနောက်ပြီးတော့အခု တဲ့တင်တကူတက်လာလာလေညီကိုနှစ်ယောက်အကူအစစ်တက်ကညီကဒီ PDF ကလေးလေးပေါ့နော်ညီကိုနှစ်ယောက်ပြင့်မြန်ပြင့်မိလာရင်ယူကျိုးမရတွေဖြစ်ကြအောင်ပါလေအဲ့လိုမျိုးတွေအဲ့ဒါတွေမြင်ရတဲ့အခါမှာကျမတော်တော်လေးကို မကံမြန်းနိုင်ဖြစ်တယ်ပေါ့အခုတတိလည်းဖြစ်နေတုံးပဲအဲ့ဒါဆိုရင်လေဆရာမအခုပေါ့နော်ဟိုဆရာမလည်းဆရာမရဲ့ဒီစိတ်တက်တွေခံယူချက်တွေကိုလည်းကျမတို့ကြားသိခဲ့ရတယ်ပေါ့နော်ဆိုတော့လေအခုဟိုနောက်စကားဝိုင်းနောက်ဆုံးပိုင်းမှာလည်းရောက်လာပြီပေါ့နော်ဆိုတော့ဆရာမအခုဟိုဘဝကိုအဲဒီတက်တက်ခံပြီးတော့ပေါ့နော် CDM ခရီးလမ်းကိုတက်တက်ခံပြီးရှောင်းလန်းနေရယ်ဆိုတော့လေကြံခဲ့တဲ့ဟိုနန်းနန်း CDM ပြီးပေါ့နော် CDM ဝင်တဲ့ဆရာဆရာမတွေဝန်ထမ်းတွေရောဟိုနောက်ဆုံးပိုင်းအနေနဲ့ပေါ့နော်ဆရာမဘာမှန်းပြောချင်လည်းမသိဘူးဘာဖြစ်လို့သူခိုင်းတာကိုလုံနေတာလဲလို့အဲ့နန်းစီတင်နေကိုကျွန်မပြောချင်တယ်နော်ကိုကိုကို ကိုဖိုင်ကို တွေးကြည့်ပါလို့ပြောချင်တယ်ကိုသားသမီးနဲ့ဇာနာပြီးတော့တွေးကြည့်ပါလို့ပြောချင်တယ်သူတို့တွေမတရားတာကြီးကိုတည်တည်ရင်နဲ့ဆက်ပြီးတော့လုံနေကြတာသူတို့မစင်စားတတ်တာလား ဒါမှမဟုတ်ဘာဖြစ်လို့လဲပေါ့နော်သူတို့လည်းမင်းအောင်နိုင်လို့ပဲအာနာယူနေကြလားအဲ့လိုပဲပြောချင်ဘာလို့လဲဆိုလူတိုင်းကတော့ယာရူးဆိုတာမကြတာပဲကျမတို့ဆရာမကြီးတယောက်ကတော့ပြောတယ်ယာရူးဆိုတာယူတာပါဟဲ့တဲ့နော်အဲ့လိုမျိုးပြောကြတယ်အဲ့လိုမျိုးဆိုတော့ကျမတို့ကအဲ့နန်းစီတန်သမားတို့ပြောချင်တယ်မတရားမှန်းသိရတဲ့သားနဲ့ခေါင်းငုံခံနေတာဘာဖြစ်လို့လဲပေါ့ငွေကြီးကြောင်လား ိသားစုအခက်အခဲကြောင်လားเนาะဘာတွေဖြစ်လို့လဲပေါ့ကျမတို့ဆိုရင်အခုဒီမှာအလုံမျိုးစုံလုံနေရတယ်ကျမမျိုးသားလက်ညွန်တယောက်ကသူများချက်မှသွားပြီးတော့အလုံလုံနေရတယ်ဒါတွေမြင်ကိုဘဝအတွက်တော့စိတ်တော်မကောင်းဘူးပေါ့ဒါပေမဲ့ဘတော်မှတော့အနိုင်မရရင်မပြောင်းဘူးဆိုတာတော့တန်ဒိဋ္ဌံချတာတယ်ဟုတ် လေးစားပါတယ်ဆီယမဆီယမအမျိုးသားကလည်း CDM အာဝန်ထမ်းပဲဖြစ်တယ်အာအရာရှိပဲဖြစ်တယ်ဆီယမလည်းအာလုံတဲ့အကြာကြီးဖြစ်တဲ့ဆီယမဖြစ်တယ်ဘောနော်ဆိုတော့ဒီနေ့အထိဆီယမတို့အာဇနီးမောင်နှံတို့ဦးတန်းတန်းခံပြီးတော့ဒီဒေါ်လာရင်းခီးလမ်းမှာရှောက်လမ်းပေးနေတဲ့အတွက်လည်းပြည်သူတွေကိုစားကြမှာတော့ကျေးဇူးအများကြီးတင်ပါတယ်လို့အာဆက်လက်ပြီးတော့လည်းဆီယမတို့အာအဆင်ပြေလုံခြုံအာအီးချမ်းပါစေလို့ဆုတောင်းပေးပါတယ်အာနောက်ဆုံးအနေနဲ့ပေါ့နော်ဆီယမတို့ ਨੇ ဘဝတူ CDM တွေအတွက်လည်းအာပီစကားလေးတစ်ခုလောက်ပြောပြပါအောင်ဆီယမ 哦ชีนะဖက်လက်နှစ်ဖက်ဒီအကောင်းဖြစ်နေတဲ့အခါမှာကိုထမင်းမငတ်ဖို့အတွက်ရှာစားလို့တော့ရကြရတယ်ပေါ့နော်ဒါပေမဲ့ကိုဟိုဘက်မှာလွတ်ပြခဲ့လွတ်ဆုံးလွတ်ခဲ့ရတဲ့ဒီယာရူးတွေစည်းစိမ်နေရတော့ဒါနောက်တစ်ချိန်ကိုပြန်ရလိုက်မယ်လို့ထင်ပါတယ်ဘာလို့ဆိုကောင်းသောအလုပ်ကိုလုပ်နေကြတဲ့အတွက်ပေါ့နော်ကောင်းသောအလုပ်ကိုလုပ်နေတဲ့အများအတွက်ပြည်သူအများအတွက်ဝိုင်းဝန်းပြီးတော့တဒတ်တအားပေါ့နော်အဲနင်တို့ဘာလဲ နှမ်းတပွင့်နဲ့စီမဖြစ်ပါဘူး။နှမ်းနေများလာတဲ့အခါမှာစီဖြစ်လာမှာပေါ့နော်။အဲ့လိုမျိုးပဲကျမကတော့တွေးလိုက်ပါတယ်။နောက်ပြီးတော့ရအောင်လဲကျမတို့တွေအခုအားလုံးစီရီယံနေအားလုံးရအောင်လဲရုန်းကန်နေကြတာကိုကျမကစီရီယံနေအားလုံးချီးစွတ်တင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့နိုင်ငံကြီးကျမတို့တွေမမီတော့တာအောင်ကျမတို့ရဲ့နောင်လာနောက်သားကလေးတွေအတွက်ကောင်းစားသွားအောင်ဝိုင်းဝန်းပြီးတော့နော်လက်တွဲညီညီနဲ့ လှုပ်ပေးနေကြတဲ့အတွက်ကျမကတော့အများကြီးကျေးဇူးတင်တယ်။ရှေ့ဆက်လည်းဒီလိုပဲဝိုင်းပြီးတော့လှုပ်ပေးကြပါအောင်လို့လည်းထိုက်တွန်းချင်ပါတယ်။ဘာလို့လဲဆိုဒုက္ခဆိုတာကတော့ကြုံလာကြမှာပဲလေ။အဲဒီဒုက္ခကိုကြော်ဖြတ်နိုင်ဖို့အတွက်အားလုံးဝိုင်းဝန်းပြီးလက်တွဲညီညီတိုက်ခိုက်သွားရင်ရမှာပါလို့။ဟုတ်။အဲဆိုကျေးဇူးအများကြီးတင်ပါတယ်ဆရာမအာဆရာမတို့လေးလေးလေးစားပါတယ်ရှင့်။ဟုတ်။ကျမလည်းကျေးဇူးတင်ပါတယ်။အခုလိုဖြေချခွင့်ရတော့တဲ့ရင်ဖွင့်ခွင့်ရတဲ့အတွက် အာဒီတပတ်ပြည်သူစစ်သားဇနီးများရဲ့စကားသံအစီအစဉ်ကတော့ဒီမနေ့ပြီးဆုံးပါပြီအဲဆ iam မဆ iam မကြီးကဲတို့ပဲပေါ့နော်အဲကျမတို့အမျိုးသမီးတွေအဲဒီလုံခြုံရေးနဲ့ငြိမ်းချမ်းရေးမှာအဲနောက်တစ်ခါကျတော့ကျမတို့နိုင်ငံအာဒီဆက်အနာရှင်တို့တွန်းလှန်နေတဲ့ရန်ရဲမှာပါဝင်နေကြတဲ့အမျိုးသမီးသူရဲကောင်းတွေကိုလည်းဆက်လက်ပြီးတော့ ကျွန်တော်တို့ဖိတ်ခေါ်ပြီးတော့အဲတင်ဆက်ပေးဦးမှာဖြစ်ပါတယ်အဲကြည့်ရှုကြသူမိဘပြည်သူအကုန်လုံးအဲတော်လန်ပြည်သူများအားလုံးပြီးခင်းလို့ညွှန်ကြပါစီ thank you